ခွေးတစ်ကောင်လောက်ပဲရှိတဲ့ကဘာအသေးဆုံးဝတ်ဝင်မိတ်ဆွေတို့စိတ်ထဲမှာဝတ်ဝင်လို့ကြားလိုက်တာနဲ့ဘယ်ပုံစံကိုပြင်းမြင်မိကြလဲကြီးမားတဲ့ခန္ဓာကိုယ်ထွားကြိုင်းတဲ့လက်မောင်းအင်းနဲ့လူထက်အစမတန်ကြီးမားတဲ့တတ္တဝါတွေကိုပဲမြင်အောင်မိကြမှာပါဒါပေမဲ့အသိအိမ်မှာမွေးထားတဲ့ခွေးကြီးတစ်ကောင်လောက်ပဲအရွယ်အစားရှိတဲ့ဝတ်ဝင်တစ်မျိုးဒီကဘာပေါ်မှာတကယ်ရှိတယ်ဆိုရင်ယုံနိုင်မလားဟုတ်ပါတယ်သူတို့ဟာအရွယ်အစားသေးငယ်လွန်းလို့တချို့ကဝတ်ဝင်ပေါက်လေးတွေလိုတောင်ထင်မှန်မှားကြပါတယ်ဒီနေ့မှာတော့ကဘာအသေးဆုံး အထူးခြားဆုံးတဲ့ချစ်စရာအကောင်းဆုံးဆန်ဘေးကိုနေဝဝင်လေးတွေအကြောင်းပြောပြပေးသွားမှာပါဆန်ဘေးရီဟာကဘာပေါ်မှာရှိတဲ့ဝဝင်မျိုးစိတ်ရှစ်မျိုးထဲမှာအသေးဆုံးဖြစ်ပါသည်အရွယ်ရောက်ပြီးသားဆန်ဘေးတကောင်ရဲ့အရက်ဟာ၄ပြီနဲ့၅ပြီအကြောင်းမှာရှိပါသည်ဒါဟာလူတယောက်ရဲ့ရင်ကောင်းလောက်ပဲရှိပြီးအိမ်မှာမွေးတဲ့ခွေးကြီးစားတကောင်လောက်ပဲရှိတာပါသူရဲ့ကိုလေးချိန်ကလည်းပေါင်60ကနေ150လောက်ပဲရှိတော့မို့လူတရားရဲ့ပုံမှန်ကိုလေးချိန်နဲ့အတူတူလောက်ပါပြီ။ဒါပေမဲ့တင်းငယ်မှုကပဲသူတို့ကိုတစ်ပင်တက်အလွန်ကျွမ်းကျင်စေခဲ့တာပါ။ သူတို့ရဲ့ရင်ဘတ်ပေါ်မှာလိမ္မော်ရောင်သို့မဟုတ်ရွှေဝါရောင်ယူပုံတဲ့အကွက်လေးပါရှိပါသည်။မနက်ခင်းနေထွက်လာတဲ့ပုံစံနဲ့တူရာကြောင့်သူတို့ကိုစမ်းဘဲနေဝတ်ဝင်လို့နာမည်ပေးထားတာဖြစ်ပါသည်။ခနာကူကသာခွေးတကောင်လောက်ရှိပေမဲ့သူတို့မှာတခြားတလိဆန်တွေလိုက်မမီနိုင်တဲ့အင်္ဂါအစိပ်ပိုင်းတစ်ခုရှိပါသည်။အဲ့ဒါကတော့သူတို့ရဲ့ရှာပါစမ်ဘယ်ရီရဲ့ရှာဟာပါဇက်ထဲကထုတ်လိုက်ရင်ကိုလက်မ25စင်တီမီတာအထိရှိပါသည်စဉ်းစားကြည့်လိုက်နော်ခန္ဓာကိုယ်ကတီးတီးလေးဒါပေမဲ့ရှာကတော့လူတယောက်ရဲ့မျက်နှာတစ်ပြင်စာလောက်ရှည်နေတာပါ အဲ့လောက်ရှိတဲ့ရှာကိုဘာလို့ဖို့တုံးလဲဆိုတော့တိခေါင်းချင်းချင်းလေးတွေကပြားရီကိုနှိုက်စားပို့ပါပြီ။ပြားရီကိုအရန်ကြိုက်လွန်းလို့သူတို့ကိုဟန်နီဘဲလို့လည်းခြေစနုံးနဲ့ခေါ်ရကြပါသေးတယ်။ဒီဆမ်ဘဲလေးတွေကတင်းငယ်တော့တခြားသားရဲ့တလိမ့်ဆန်တွေရဲ့အနိုင်ကျင့်တာကိုခံရမယ်လို့လည်းမထင်လိုက်ပါနဲ့။တဘာဝတရားကသူတို့ကိုထူးခြားတဲ့ကာကွယ်မှုတစ်ခုပေးထားပါလိမ့်။အဲ့ဒါကတော့ခန္ဓာကိုယ်နဲ့မကပ်ဖိနေပွာရောင်းရောင်းဖြစ်နေတဲ့လေပင်အရေးပြားပါပြီ။ဒေါ်ရဲမှာကြက်သေးတို့မဟုတ်ဂျားတကောင်ကဆမ်ဘဲရဲ့လေကုတ်ကိုကိုက်ပြီးဖမ်းမိဆိုပါစို့။ဆမ်ဘဲဟာအဲ့ဒီပွာရောင်းနေတဲ့အရေးပြားအတွင်းထဲမှာ ကိုကိုလှည့်ပြီးတော့သူ့ကိုကြိုက်ထားတဲ့ရန်သူကိုပြန်လဲတိုက်ခိုက်နိုင်စွမ်းရှိပါသည်ခွေးတကောင်လောက်ပဲရှိပေမဲ့တတ်ထီကလေးတွေလို့ပြောရမှာပါဝန်နေဆရာကောင်းတော့ကသူတို့ရဲ့ဒိငယ်ပြီးတော့ချစ်ဆရာကောင်းတဲ့ပုံစံကပဲသူတို့ကိုဒုက္ခရောက်စေပြန်ပါသည်အရွယ်စားဒိငယ်ရာကြောင့်မို့လို့တချို့လူတွေကစမ်းဘဲသားပေါက်လေးတွေကိုအိမ်မွေးတိရစ္ဆာန်အဖြစ်မွေးဖို့ဖန်ဆီးကြပါသည်ကြီးလာတဲ့အခါမှာတော့ထိမ့်သိမ်းရခက်လာပြီးစွန့်ပစ်တာတွေတတ်ဖြတ်တာတွေလုပ်ကြပါသည် ဒါပြင်ဒိုင်းရင်စေးဖို့ဆက်ဖို့ဆိုပြီးသူရဲ့သေးချေကိုလည်းပဲလိုချင်လို့တက်ဖြတ်ခံရတာကြောင်းအခုဆိုရင်ဆန်ဘယ်ရီဟာမျိုးသုံးမဲ့အန်နီယယ်ရှိတဲ့မျိုးစိတ်အဖြစ်စီးရင်ဝင်နေပြီဖြစ်ပါလိမ့်ဆန်ဘယ်ရီကရွယ်စားအဖြစ်ကဘာအသေးဆုံးဖြစ်ပေမဲ့တဘာဝခေဟာစနေအတွက်တော့ကြီးမားတဲ့အခမ်းကဏ္ဍကနေပါဝင်နေပါလိမ့်ဒီချစ်စရာကောင်းတဲ့ခွေးတကောင်စာဝယ်ဝင်တွေကဘာပေါ်မှာဆက်လက်အသက်ရှင်နိုင်မှုကျွန်တော်တို့အားလုံးဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဒီအကြောင်းအရာလေးကိုသဘောကျရဲဆိုရင် like and share လုပ်ပြီးပြန်မျှဝေပေးကြလို့ရပါလိမ့် ကဘာမြေပုံပေါ်မှာရှိနေပေမယ့်ကဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့အသီးကြားကဘာတစ်ခုကဘာမြေပုံပေါ်မှာရှိပြီးတော့ကဘာနဲ့အဆက်အသွယ်ပြတ်နေတဲ့အသီးကြားကဘာဒီစကားကိုကြားတဲ့အခါမှာယုံကြည်မှာတော့မဟုတ်ပါဘူးခင်မီနီးပညာရေးမျိုးပြရဲ့စူညံတန်တွေနဲ့လုံးဝကင်းကွာပြီးကိုနီကိုဟန်နဲ့လဲပတ်နေတဲ့ဒီကဘာလေးကအာဖရိကတိုက်တန်ဇန်နီးယားနိုင်ငံထဲမှာတကယ်တည်ရှိနေပါလိမ့်အဲ့ဒါကတော့ငေါရွန်ဂိုရိုမီးတောင်ပါပါပြီလွန်ခဲ့တဲ့နှစ်တန်းပေါင်းများစွာကအာဖရိကရဲ့အမြင့်ဆုံးတောင်ကြီးတစ်ခုပေါက်ကွဲပြီးကိုကိုကိုပြန်လဲဝါမျိုးလိုက်တဲ့အခါမှာ ဒီလိုထူးဆန်းတဲ့ကဘာငယ်လေးတစ်ခုအမွေဖွားလာခဲ့ပါလိမ့်။ဒီနေရာကိုဘာကြောင့်တီးကြားကဘာလို့ခေါ်တာလဲ။ပြီး2000ကျော်မြန်မာမှတ်ဆောက်တဲ့မီးတောင်နှက်ခမ်းသားနေရန်ကြီးတွေကအတွင်းထဲကလောကနဲ့အပြင်လောကကိုပြက်ပြက်သားသားပိုင်းခြားထားလို့ပါပဲ။ဒီတောင်နေရန်ကြီးတွေဟာတဘာဝတရားကတိဆောက်ထားတဲ့မမြင်ရတဲ့အတန်တိုင်းနေလို့ပါပဲ။အပြင်ကလူတွေဝင်မှုခက်ခဲတယ်လို့အတွင်းကတပ်ရှိတွေလည်းအပြင်ကိုထွက်လို့မရှိကြပါဘူး။ကဘာကြီးကဘလောက်ပဲပြောင်းလဲနေပါစေဒီအချိန်ဝန်းကြီးထဲမှာတော့အချိန်နာကြီးတွေကရှေးခေတ်ကြောက်ခေတ်ကာလအတိုင်းရပ်တန့်နေတော့မှာပဲ ဒီတိကျကဘာတွေမှာနိုင်ငံသား2000ခွဲကျော်နေထိုင်ကြပါလိမ့်။ချင်းသည့်စင်ကျွဲကျက်သည့်နဲ့ကြံမဲကြီးတွေပါ။ထူးခြားတာကသူတို့ဟာရာသီဥတုရရွှေပြောင်းကျက်စားလေးရှိတဲ့ဒလိမ့်ဆန်တွေဖြစ်ပေမယ့်ဒီမီးရောင်ဝါတွေကနေဒလိမ့်ဆန်တွေဟာဘယ်တော့မှအပြင်ကိုမထွက်ခွာကြပါဘူး။သူတို့ကဒီမှာပဲမွေးဖွားပြီးဒီမှာပဲချီးပြင်းနေပြီးတော့ဒီနေရာမှာပဲဘဝကိုအဆုံးသတ်ကြပါလိမ့်။သူတို့တို့တော့ဒီမီးတောင်ဝါဟာကမ္ဘာလောကကြီးတစ်ခုလုံးပါပဲ။တခြားကမ္ဘာတစ်ခုရှိနေသေးတယ်ဆိုတာကိုသူတို့မသိကြသလိုသိဖို့လည်းမလိုအပ်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ဒီတီးချောက်ကဘာတွေမှာစမ်းကြောင်းတွေသစ်တော်တွေစကြဲမြေတွေအားလုံးပြည့်စုံလုံလောက်နေလို့ပါပဲဒီကဘာငယ်လေးတွေကိုဝင်ရောက်ခွင့်ရတဲ့တခုရီသောလူသားမျိုးနွယ်ကတော့မဆိုင်နေပါဒါပေမဲ့သူတို့ဟာဒီနေရာကိုပိုင်ဆိုးဖို့လာတာမဟုတ်ပါဘူးသူတို့ဟာတဘာဝတရားရဲ့ဧည့်သည်အဖြစ်နဲ့လာရောက်ကြတာပါအနီရောင်ဝိယုံလွမ်းထားတဲ့မဆိုင်နေဟာတာရတလိမ့်ဆန်နေအကြောင်းမှကြောက်ရွံ့ခြင်းမရှိဘဲသူတို့ရဲ့ကျွဲနှွားတွေကိုလာကြောင်းကြပါသည်သူတို့ဟာဒီတီးချောက်ကဘာရဲ့စီးမြင်တွေကိုလေးစားကြတယ် ဒါကြောင့်လေဘားရဲတွေကသူတို့ကိုရံမပြုတ်သလိုသူတို့ကလည်းပဲတဘာဝကိုမဖျက်ဆီးကြပါဘူး။ဒါဟာကဘာပြင်းမမပျောက်ဆုံးလို့နေပါဖြစ်နေတဲ့ယုံကြည်မှုနဲ့တိဆောက်ထားတဲ့ငြိမ်းချမ်းရေးပါပဲ။ငရုံကိုယ်တို့ဟာကမ္ဘာမြေပုံပေါ်ကနေရာတစ်ခုဆိုတာထက်အချိန်ကာလတွေအေးခဲနေတဲ့ပြားရိုက်တစ်ခုနဲ့ပိုတူပါလိ။အပြင်လောကမှာမုန်တိုင်းတွေဘလောက်ပဲထန်နေပါစေ။တောင်တန်းတွေကာရင်ထားတဲ့ဒီထဲမှာတော့ဘဝတွေကအေးချမ်းစွာလှေပတ်နေသေးပါပြီ။တခါတလေကြရင်တွေးမိတယ် ကဘာကြီးနဲ့အဆက်အသွယ်ပြတ်နေတာကအထီးကျန်စရာမဟုတ်ဖိနေလုံခြုံမှုတစ်ခုများဖြစ်နေမလားလို့ပါမိတ်ဆွေရောဒီလိုတီးခြားကဘာလေးတစ်ခုထဲမှာခေတ္တခဏလောက်ဖြစ်ဖြစ်သွားရောက်ပုံခိုးဘူးခြင်းမသလား